မေဂန်သမားခါဟာဂျပန်ဝန်ကြီးချုပ်တဲ့အမျိုးသမီးတာတာအရှင်နဲ့ကွန်ရိုရင်နဲ့မြေရှားစာချုပ်မှာထတ်ချုပ်လိုက်ပြီလို့သိရပါတယ်။ဂျပန်ကသမားထရန့်ကိုနိုဘယ်ဆုအတွက်ထောက်ခံပေးမယ်လို့ပြောပါတယ်။ဒါဟာထရန့်အကြိုက်ဆုံးအရာဖြစ်ပြီးဂျပန်ဝန်ကြီးချုပ်အမျိုးသမီးကလည်းတော်တော်လေးကိုနိုင်ငံရေးအရအကင်းပါမယ်လို့ဆိုပါတယ်။ အော်တိုမန်ဆက်ရှင်တွေကထရန်နဲ့ဂျပန်ဝန်ကြီးချုပ်တို့တွေ့ဆုံမှာမြေရှားနဲ့ရေးပါတဲ့သထုတ္တရာဇာတ်တော်တွေထောက်ပံ့ရေးဆိုင်ရာမူပေါင်းသဘောတူညီချက်ကိုလက်မှတ်ထိုးပါတယ်ဒီတွေ့ဆုံမှုဟာနိုင်ငံတစ်ခုကြားမိတ်ဘက်ဆက်ဆံရေးအတွက်ရွှေခေတ်ကိုပေါ်ဆောင်လိုက်တာလို့နှစ်ဦးလုံးကပြောပါတယ်။သမ္မတထံကဂျပန်နိုင်ငံပထမဆုံးမြို့မီဝန်ကြီးချုပ်ဖြစ်လာတဲ့တာကာအီရှိကိုချီးကျူးပြောဆိုခဲ့ပြီးအင်မတန်ထူးထွန်းတဲ့ခေါင်းဆောင်မလို့တော်ပါတယ်။တာကာအီရှိကိုလည်းဂျပန်ရဲ့စည်ရေးတောင်းစိတ်တွင်းမြင့်သွားမဲ့အစီအစဉ်ကိုအရှင်မြင့်လှုပ်ဆောင်သွားမယ်လို့ကတိပြုပါတယ်။ ခေါင်းဆောင်ဘုရားနောက်ပိုင်းမှာတိုတိုမျိုးနီယိုကိုဆူကာမာရှိတဲ့အမေရိကန်ရေတဲချေစခေါင်းလည်းတွားလည်းကိုစဉ်းထားပါတယ်ဂျပန်ခီးစင်မိမတော်ထရန်ဟာတောင်ကိုရီးယားနိုင်ငံကိုဆက်လက်ထောက်ခံမှာဖြစ်ပြီးအဲ့ဒီမှာတရုတ်သမ္မတရှီနဲ့တွဲဆုံဆွေးနွေးမှာဖြစ်ပါတယ်ဂျပန်ဝန်ကြီးချုပ်အသည်ရဲ့စီးရီးတီဆောင်မှုမြင့်တဲ့ဂတိကိုကိုလည်းသမ္မတထရန်ကကြိုဆိုခဲ့ပြီးကုံသွေးရင်းနဲ့အရေးပါတဲ့တထုတရားစတာတွေဆိုင်ရာကိစ္စတွေမှာသဘောတူစာချုပ်မှန်သမျှလက်မှတ်ထိုးမယ်လို့ဆိုပါတယ် မစ္စတာကာအီရှိဟာ2025မှာသဘောတူထားတဲ့အမေရိကန်ဒေါ်လာ55ဘီလီယံတန်ဖိုးရှိတဲ့ယင်းမျိုးနွယ်မှုအစီအစဉ်ကိုလည်းကန့်လန့်ဖို့မျှော်လင့်ရပါတယ်။အဲ့ဒီအစီအစဉ်မှာသင်္ဘောတိဆောက်ခြင်းနဲ့အမေရိကန်ရဲ့ပေပုတ်တဘာဝတငွေနဲ့မနောက်ပြီးတော့ pickup ကွန်ဒီယံတွေပုံမဝယ်ယူပေါဝင်တယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။ဒါဟာအင်တန်ခိုင်မာတဲ့လက်ဆွဲလုပ်ဆက်မှုပါလို့သမောထရန်ကတိုကျိုမြို့နယ်မှာရှိတဲ့အာကာဆာကနယ်တော်မှာပြောပါတယ်။အာဘေးနဲ့တခြားသူတွေစီကလည်းကျွန်တော်တိတိမျှချက်လက်တွေအရအဆွေးတော်ဟာအင်တန်ကြီးမြတ်တဲ့ဝန်ကြီးချုပ်တို့ဖြစ်လာပါလိမ့်မယ်။ ထမအဦးဆုံးမြို့သမီးဝန်ကြီးချုပ်ဖြစ်တဲ့အတွက်လည်းကျွန်တော်အနေနဲ့ဂုဏ်ယူကြောင်းပြောချင်ပါတယ်ဆိုပြီးသမ္မတထရန့်ကဂျပန်ဝန်ကြီးချုပ်မြို့သမီးကိုပြောကြားသွားပါတယ်။အမေရိကန်နဲ့ဂျပန်ကြားမှာကုန်သွယ်ရေးအချိုးအချောင်းမှုအခွန်ကောက်ခံမှုတွေနဲ့ပတ်သက်ပြီးလည်းတွေ့ချင်ရမှာအမေရိကန်စီဂျပန်ဘုတ်ကုန်တွေကအောက်ခွန်15ရာခိုင်နှုန်းဆောင်ရမှာဖြစ်ပါတယ်။ အရင်ကသဘောတူထားပေမဲ့အင်္ဂါနေ့ကမှဒီကိစ္စပြီးတဲ့နိုင်ပါလေအရေးကြီးတဲ့တထူထောက်လုပ်မှုကိုပံ့ပိုးကူညီမှုအတွက်တော့မူဝါဒတွေကုံပြမှုတွေနဲ့ညှိနှိုင်းဆောင်ရွက်မှုတွေကတစ်ဆင့်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီခဲ့ပါလေအမေရိကန်ဟာအရေးကြီးတဲ့တထူတွေနဲ့ပတ်သက်ရင်တရုတ်ပေါ်မိခိုအားထားမှုကိုရှော့ချဖို့အပြိုင်ထောက်ပံ့ရေးလက်ကြောင်းတွေရှာနေတာထင်ရှားပါလေဘာကြောင့်လဲဆိုတော့အာဆီယံနိုင်ငံ၄နိုင်ငံစီကနေလည်းမြေရှားတွေဝယ်ဖို့အတွက်တမန်ထရန့်ကသဘောတူစာချုပ်လက်မှတ်ရေးထိုးထားတာဖြစ်ပါလေအာဆီယံနိုင်ငံချို့ကလည်းတအားထောက်ခံပါလေ တရုတ်ဟာအရေးကြီးတဲ့ဒက်သထုတွေထုတ်ယူမှုကိုလည်းဝကြီးအောက်ထားပြီးမကြသေးခင်ဒီပစ္စည်းတွေပေါ်ပို့ကုန်ထိန်းချုပ်မှုတွေချမှတ်ထားပါတယ်။ကြာသေးခင်ရတဲ့တွင်အမေရိကန်ဟာအလက်ထရောနစ်လျှက်စစ်ကားနဲ့စစ်ဘက်စစ်ပိုင်းဆိုင်ရာပစ္စည်းများစွာထုတ်လုပ်ဖို့လိုအပ်တဲ့မြေရှားသထုတွေမလေးရှားထိုင်းအော်စတြေးလျတို့နဲ့သဘောတူညီချက်တွေလက်မှတ်ရေးထိုးရပါတယ်။အခုမြေချာသတ္ထုပေါ်တဲ့ဂျပန်နဲ့လည်းသဘောတူပေမဲ့ဂျပန်သတ္ထုရိုင်းအများစုကရေအောက်မှာမလို့တူးဖော်ရတာတော်တော်ခက်ခဲတယ်လို့ဆိုပါတယ်။ဒါအပြင် ဂျပန်ဘက်ကပြောတဲ့1989 1980လုံးတွင်မြောက်ကိုရီးယားကပြန်ပြီးဆွဲခံခဲ့ရတဲ့ဂျပန်နိုင်ငံသား18ဦးရေးကိစ္စကိုလည်းအမေရိကန်ဘက်ကအစွမ်းကုန်လုံဆောင်ပေးမယ်လို့ပြောပါတယ်။ရှန်ကသူ့ရဲ့တောင်ကိုရီးယားခီးစဉ်မှာမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အန်နဲ့တွေ့ဆုံဆွေးနွေးနိုင်တဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပေမဲ့ခုချိန်ထိတော့အတည်ပြုလို့မရသေးဘူးလို့သိရပါတယ်။နောက်သတင်းတွေပြောချင်ပါတယ်။မောင်းနေတဲ့ကားပေါ်ခုန်တက်သွားတဲ့မလေးရှားမျိုးသမီးကိုရင်တော်လေးကြောင့်အမြတမ်းလူပြောများနေပါတယ်။ အာဆီယံရဲ့ထိပ်သီးစည်းဝေးကာလတွင်မလေးရှားမြို့သမီးကိုရင်တော်ရဲ့ပေါ်ပါဖျက်လက်မှုကိုလူကမှုဝင်တုံးဆက်သူတွေကချီးကျူးကြပါလိမ့်။အော်တိုဘာ26နေ့ကအာဆီယံစည်းဝေးကလည်းဖောက်ခွာလာတဲ့နိုင်ငံသားရေးတဲ့တစ်ခုကိုလိုက်ပါဆောင်ရှောက်ဖို့ရေရှားနေတဲ့ကဘောခုံတက်သွားတဲ့မြို့သမီးကိုရင်တော်နှောင်းဗီဒီယိုကတော်တော်လေးပြန့်နှံ့နေပါလိမ့်။ဗီဒီယိုထဲမှာအနောက်ရောက်အနောက်တိုင်းဥဆောင်ဝတ်ထားတဲ့ကိုရန်တော်တွေဟာရင်းနှီးနှီးကဆက်ကားစီတော့ဘီလူးစ်လိုက်ပြီးတော့နောက်ဘက်တကားတွေကိုဆွဲဖွင့်ပြီးအလိုက်တင်ပြေးတက်သွားပါလေပြီးတော့သူတို့ကကားထဲဝင်မစည်းဘဲတကားဖွင့်လိုက်တဲ့အချိန်မှာ ခြေနေပေါ့မမတည့်ရင်လိုက်ပါတော့ပါလေအဲ့ဒီဗီဒီယိုတက်တော့ဝင်ရောက်လာရင်တော့လူမှုကြားလေးမြတ်ပြတ်နေတော့ပါတယ်လူမှုကွန်ရက်ကောင်ဆယ်သူတွေကအထူးလို့ပြောရင်တောင်းတဲ့ကွန်ရက်တော်တွေဖြစ်လေ့ကျင့်ထားတဲ့အမျိုးသမီးရဲရရှိတွေရဲ့ကျွမ်းကျင်မှုခွာအများဆုံးခြေသားကမ်းမှုတွေကိုချီးကျူးပါတယ်တချို့ကလည်းကွန်ရက်တော်တွေရဲ့စီကံကောင်းမှုနဲ့ဖိအားတွေအောက်မှာတက်တော့တက်တာလုံလုံပုံကိုတန်းတော့ဖြစ်ရပါတယ်ကားတော့ကိုပြေးလိုက်ပြီးခေါင်တက်တော့တော့မြင်ရတာဟာအသက်ရှူမှားစရာပဲလို့ဆိုပါတယ် အဲ့ဒီအပိုင်းကိုခဏခဏပြန်ကြည့်မိကြောင်းမလေးရှားလုံးတွေတဲ့ဖွင့်ဝမျိုးသီးတွေဆောဆောင်ရအထူးကောင်းမှုကြောင်းပြောပါလေတခြားလူမှုကွန်ရက်သုံးဆွတ်တွေကလည်းမျိုးသားကွန်ရက်တွေကိုဒါတွေ့ပြီးပြင်မဲ့အခုလိုမျိုးထက်မြက်တဲ့မျိုးသီးဝင်တွေရှိတာသိရတော့အတော်လေးသဘောကျတယ်လို့ရေးထားပါလေလူမှုကွန်ရက်သုံးဆွတ်တွေကတော့အဲ့ဒီမျိုးသီးတက်တော်ဆောင်တွေကို Charlie Angel လို့နတ်သမီးတွေလို့ဆိုပါလေနောက်တရင်ဘောပြောကြည့်ပါလေ အာဆီယံညီလာခံအနေနဲ့တမနာထွန်ထောက်ခွာသွားပြီးနောက်တရုတ်ကစီးပွားရေးနဲ့ကုန်သွယ်မှုဆက်ဆံရေးအကောင့်စီဖို့တိုက်တွန်းလိုက်ပါတယ်။ထွန်ထောက်ခွာသွားပြီးချင်းတရုတ်ဝန်ကြီးချုပ်ကအာဆီယံကိုရောက်လာတာဖြစ်ပါတယ်။အာရှဒေသ၅ရာခီစဉ်နဲ့ပထမဆုံးဝင်ရောက်ရနောက်မှဖြစ်မလေးရှားကရောက်ရှိတဲ့ထွန်ဟာကမ္ဘောဒီးယားနဲ့ထိုင်းကြမှာပြည်ရဲ့သဘောတူညီချက်တရနဲ့ဒေသဆိုင်ရာကုန်သွယ်ရေးသဘောတူညီချက်၄ခုလက်မှတ်ထိုးတာကြီးကြပ်ပါတယ်။အဲ့ဒီမူပေါင်းသဘောတူညီချက်တွေကကမ္ဘောဒီးယားမလေးရှားထိုင်းနဲ့ဗီယက်နမ်ပေါ်မြန်မာလာတဲ့ မေရိကန်ရဲ့အခွန်အခောက်ကိုရော့ကျသွားစေခြင်းရှိပေမဲ့လည်းကင်းလုတ်ခွင့်ချို့ရရှိရရှိကြောင်းအီလူဖြူတော်ကပြောပါလေအာရှရနိုင်ငံတွေကိုကျွန်တော် message ပေးချင်တာကတော့မေရိကန်ဟာခမားတို့နဲ့တရားခံတော်တူရှိတယ်လို့ကျွန်တော်တို့ကမျိုးဆက်အများပြအတွက်ခိုင်မာတဲ့မိတ်ဘက်ပါလို့ထွက်မှာဆိုပါလေဒါပြမေရိကန်တရုတ်နှိမ့်နိုင်မှုတွေဟာသူတို့ကကွန်မရေးစပေါ်မှာအခွန်အခောက်ဆိုင်ရာရပ်တန့်ထားရတဲ့သဘောတူခဲ့ပါလေထိုင်းနဲ့မေရိကန်နိုင်ငံကြားရေးဝန်ကြီးမှာကိုရီးယားတို့ဂျပန်ကိုထွက်ခွာသွားစေရင် အဖွဲ့ဝင်စစ်တပ်နိုင်ငံမှာအာဆီယံအုပ်စုဥရောပကောင်စီဘရာဇီးကနေဒါခေါင်းဆောင်တွေနဲ့တရုတ်မှထိပ်တန်းရာရှိတွေကလည်းထပ်ပြီးတော့တွေ့ကြမယ်လို့သိရပါတယ်။မာကိုရီယိုထပ်သွားပြီးနောက်ထိပ်သီးဆွေးမှာချောင်းအမေရိကန်အရာရှိတို့ကြတဲ့စဉ်တရုတ်တောင်ရှိသူတွေဟာဒေတာတွေဆက်ဆံမှုတွေခိုင်မာစေချိုးပန်းရင်တစ်ချိန်တည်းမှာပဲအတားအဆီးတွေရောပါစေနဲ့ကမ္ဘာကုန်သွယ်ရေးဖွဲ့စီးမြင်နေအောင်စီမံတွေတက်မဲ့ထိန်းသိမ်းရေးတွေတိုက်တွန်းဝင်ရှိပါတယ်။ တရုတ်ဂျပန်နောက်ကိုရီးယားနဲ့အာဆီယံအုပ်စုဖွဲ့ဝင်တွေကြားထိပ်သီးဆွေးမှာတရုတ်ဝန်ကြီးချုပ်လီချန်းကလွတ်လပ်တဲ့ကုန်သွယ်မှုကိုထိန်းသိမ်းဖို့အတွက်ပြောသွားပါတယ်။ကိုကျိုးစီးပွားကာကွယ်တဲ့ကုန်သွယ်မှုဝါဒကထွန်းရဲ့အခွန်အောက်တွေကိုဝေဖန်ရမှာတရုတ်အသုံးပြုနေတဲ့အသုံးနှုန်းမှာရှေ့အရှောင်းမှာစူးစမ်းပတ်သက်ရယူထားတဲ့ငင်းချက်မှုနဲ့တည်ငြိမ်မှုကိုကျွန်တော်တို့အပြည့်အဝကာကွယ်ဆောင်ရှားရလိမ့်မယ်လို့တရုတ်ဝန်ကြီးချုပ်လီချန်းကပြောပါတယ်။ဒါ့အပြင်လွတ်လပ်တဲ့ ီအမေရိကန်ပါဝင်တဲ့ကိစ္စကိုလည်းသူတို့အနေနဲ့သိပြီးသဘောမကျပုံရပါတယ်လူနှစ်ဖက်ပုံသမှုနဲ့ဘက်ပေါင်းသို့ပုံနဲ့ကုံသမှုစနစ်ကိုထိန်းသိမ်းဖို့လဲတရုတ်ဝန်ကြီးချုပ်လီချန်းကသတိပေးသွားတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အမေရိကန်သမ္မတထရန့်ရှိနေစဉ်ကာလမှာတရုတ်ကတောင်ဝရှိသူတွေမလာရောက်တဲ့ကိစ္စကတော့တော်တော်လေးရုပ်ပေါက်လွန်တယ်လို့ဝေဖန်မှုတွေရှိနေပါတယ်။နောက်တစ်ပုဒ်ပြောချင်ပါတယ်။ ဒေါင်းကြီးအသက်ဆန်းသမှုကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်နဲ့ရုရှားကြားတင်းမာမှုတွေဖြစ်လာတာဟာလောကမဖြစ်သင့်ဘူးလို့ရုရှားသမ္မတပူတင်ကပြောရေးဆိုဝင်ရှိသူဒီမထရီပက်စကော့ကပြောပါတယ်။ရုရှားရဲ့ဒေါင်းကြီးအသက်ဆန်းသမှုနဲ့ပတ်သက်လို့အခုလိုမျိုးရုရှားသမ္မတရဲ့ပြောကြားချက်ကြောင့်အမေရိကန်နဲ့ရုရှားကြားဆက်ဆံရေးတင်းမာလာတာမျိုးဟာမဖြစ်သင့်ကြောင်းဒီမထရီပက်စကော့ကဆိုပါတယ်။ဝါရှင်တန်မော်စကိုကြားဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ကြိုးပမ်းချိန်ဖြစ်လို့ဒီဒေါင်းကြီးဆန်းသမှုဟာတစုံတရာအဟန့်အတားဖြစ်မယ်လို့မထင်ကြောင်းပြောပါတယ်။ ဥရောပမှာရုရှားပေါ်ရန်လိုမှုတွေမြင့်တက်ချိန်မှာကိုပိုင်လုံခြုံရေးကိုစိတ်ချသေးချာနေစေဖို့အတွက်လက်နက်စင်အသစ်စံတွေဖွံ့ဖြိုးအောင်လုပ်ရည်ဟာသမရပူတင်ရဲ့လုပ်ငန်းစဉ်ပဲလို့ဒီမီထရီပက်စကော့ကဆိုပါတယ်ရုရှားကောင်ထဲမှာအမေရိကန်ယူကရိယားရင်ငုံတင်မောတစင်းရှိနေတယ်ဆိုတဲ့သလတ်ထွန့်အပြောကတော့အမေရိကန်ရဲ့ခေါင်းဆောင်အမြင်သဘောထားဖြစ်လို့အလိုအရေးကြီးတယ်လို့ဆိုပါတယ် ပူတင်အနေနဲ့ဒိတ်တော့ကြီးသူ့ကိုထုတ်ဖော်စမ်းသပ်ပြမယ်စာတပတ်ထဲနဲ့ပြရမယ့်စစ်ပွဲကို၄နှစ်ဒီပါတီတိုက်နေရဆဲဖြစ်တဲ့ယူကရိန်းစစ်ပွဲကိုပဲရက်ဆန်းအောင်အရင်လုပ်ပါလို့သမ္မတထရန့်ကပြောသွားပါတယ်။ရုရှားကဲဝင်တဲ့မှာဘရိတ်ကန်နျူကလ িয়ার ရေငုပ်သင်္ဘောတစ်စင်းရှိနေတာမို့လို့မိုင်ပေါင်းများစွာပစ်ခတ်နိုင်တယ်ဆိုတဲ့ဒီတုံးကြီးတဲ့မလို့အပ်ဘူးလို့လည်းဆိုပါတယ်။ဘယ်နာကရုရှားကဲဝင်တဲ့မှာအမေရိကန်ရဲ့ဘယ်ရေငုပ်သင်္ဘောကရှိနေတာလဲဆိုပြီးတော့ရုရှားဒုကောင်ဆောင် ဖြစ်တဲ့ဒီမီထရီမက်ဗီဒက်ကတော့သမ္မတထရန့်ကိုပြန်လည်ပြီး မေးခွန်းထုတ်ထားတာဖြစ်ပါလေ။နောက်သတင်းပုတ်ပြောချင်ပါတယ်။လက်ရှိဂါဇာမှာဖြစ်ပေါ်ခဲ့တဲ့စစ်ပွဲတွေကြောင့်တေဆုံးခဲ့တဲ့တစားကန်အလောင်းတွေကိုကြက်ချီနေတဲ့အီဂျစ်ဖွဲ့တွေကပူပေါင်းရှာဖွေနေတယ်လို့ဆိုပါတယ်။တကယ်လို့အဲ့ဒီတစားကန်အလောင်းတွေပြန်မရဘူးဆိုရင်တော့ရုရှားအဲ့ဒီအော်အစ္စရေးနဲ့ ဟာမတ်ကြားထဲမှာစစ်ပွဲဟာပြန်လည်ပြီးတော့ဖြစ်ပွားနိုင်ခြင်းရှိပါတယ်။ဒဇာကန်ရဲ့ရုပ်လောင်းဟာအစ္စရေးအတွက်အရေးကြီးတယ်ဆိုပါတယ်။အစ္စရေးဘက်ကဒဇာကန်ရုပ်လောင်းကလောင်းကိုပါလက်စတိုင်းဘက်ကဒဇာကန်ရုပ်လောင်း15လောင်းနဲ့မှလဲပေးမယ်ဆိုပြီးအစ္စရေးဝန်ကြီးချုပ်ဂျင်မီနီတာညာဟုကပြောပါတယ်။ဒဇာကန်ရဲ့ရုပ်လောင်းကိုရှာဖွေမှုတိုးမြင့်နေတယ်လို့လည်းဟာမတ်ဘက်ကကြေညာထားပါတယ်။အမေရိကန်ရဲ့စစ်စစ်ကြိုးမှုနဲ့အော်တိုဘာ10ရက်နေ့ကစတဲ့တပ်ဝင်နဲ့ပြစ်ခတ်ရဲစဲသဘောတူညီချက်အရဟာမတ်တို့ဟာ တစားကန်ယုံတော်နဲ့အများဆုံးပြန်အပ်လို့ကိုမျှော်လင့်တယ်လို့အစ္စရေးကလည်းသူတို့လွှဲပြောင်းမှုနဲ့ယုံတော်တလုံးအတွက်ပါလက်စတိုင်း15လောင်းကိုပြန်ပေးနေပါတယ်။အပြစ်ကရဲ့စစ်အစည်းအဝေးမှာဟာမတ်တို့လက်နက်ဖြုတ်သိမ်းရင်းကုလသမဂ္ဂနဲ့မိဘအဖွဲ့အစည်းတွေကလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပုံမဝင်ရောက်ခွင့်ပြုရေးဂါဇာရဲ့စစ်ပီးခေတ်အုပ်ချုပ်ရေးဒီရှုပ်ထွေးတဲ့အဆင့်တွေမှာကြန့်ရှိနေပါတယ်။ဒါကြောင့်ဂါဇာကမ်းမြောက်အခြေအနေကဘာဆက်ဖြစ်မလဲဆိုတာပြောဖို့ခက်ကြောင်းလေးလာသူတွေကဆိုပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။ ရုရှားနိုင်ငံမှာအထူးဆန်းဆန်းဥပဒေတရပြဋ္ဌာန်းထားပါတယ်။ဘာလဲဆိုတော့သာသမီမယူလို့ဘူးလို့လူသိရှင်ကြားထုတ်ဖော်ပြောသူတွေဒါမှမဟုတ်သာသမီမယူတဲ့လူမှုဘဝနေထိုင်မှုပုံစံကိုအားပေးမြင့်တယ်သူပဲ။ဒါမှမဟုတ်သာသမီမယူဖို့အားပေးသူတွေမှန်သမျှဒဏ်ငွေရိုက်နိုင်တဲ့ဥပဒေဖြစ်ပါတယ်။အမျိုးသမီးတိုင်းအ ਨੇ ဆုံးကလေးသုံးဦးယူသင့်တယ်ဆိုတဲ့သမ္မတပုဒ်ရည်ရဲ့ဒီဥပဒေကို2024ခုနှစ်နိုဝင်ဘာမှာလက်မှတ်ရေးထိုးပြီးအတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ဥပဒေရွယ်ချက်ကအသက်25နှစ်25နှစ်တွင်နေထိုင်ရောက်နေတဲ့မွေးဖွားနှုန်းမြင့်တင်မှုဖြစ်ပါလေဒီဥပဒေမှာဖြစ်တဲ့အနေနဲ့ကျူးလွန်သူပေါ်မူတည်ပြီးမတူညီတဲ့တံမှုတွေတတ်မှတ်ထားပါလေဥမာပြလူပုဂ္ဂိုလ်တို့ကဥပဒေချိုးရင်ချိုးဖောက်ရင်ရုရှားယူပန်ကို၄သိန်းမြန်မာဝန်နဲ့ဆို7သိန်း160တရရိုက်ခံရမှာဖြစ်ပါလေဝန်ထမ်းဖြစ်ရင်လည်းရူပယ်ငွေ၈သိန်းမြန်မာဝန်ချက်ငွေနဲ့ဆို7သိန်း320အဖွဲ့စည်းသမဂ္ဂကုမ္ပဏီဖြစ်ရင်ရူပယ်ငွေ5သန်းတံငွေချခံရမှာဖြစ်ပါလေ နိုင်ငံကြောင်သားတွေလည်းဒီဥပဒေနဲ့အကျုံးဝင်ပြီးဥပဒေချိုးဖောက်ရင်ပြင်းထန်လက်ပေးခံရမယ်ဆိုပါတယ်ရုရှားဆိုရဒီဥပဒေကိုလူ့ခွင့်အရဝေခံမှုတွေရှိပါတယ်ရုရှားဆိုရကဒီဥပဒေဟာတာသမီမယူဖို့ကိုယ်ပိုင်ဆုံးဖြတ်ထားသူတွေကိုတိုက်ရိုက်ပစ်ပြီးဖို့မဟုတ်ဘူးဆိုပါတယ်တာသမီမယူဖို့တွေးခေါ်ကိုလူလူကြားအပြည့်မြင့်တဲ့သူတွေကိုသာပြစ်မှတ်ထားပါတယ်ဥပဒေရဲ့အသုံးအနှုန်းတွေမရှင်းလင်းမှုကြောင့်လက်တွေ့မှာတာသမီမယူတာနဲ့ပတ်သက်ပြီးလွတ်လပ်စွာပြောဆိုမှုကိုထိခိုက်စေနိုင်တယ်လို့ဝေဖန်မှုတွေရှိနေပါတယ်။